ကဘာငိမ့်ရန်ရေးကြီးကိုလိုချင်တယ်ဆိုရင်မြတ်စွာဘုရားလမ်းစင်မှာတပါတခြားလီလိုက်เสียမှာရှိဘူးလက်နဲ့ကြီးတွေတကားကကင်ထားပြီးငိမ့်ရန်ရေးစကားဆိုးနေတာဟာအလွန်ကိုရဲပွဲရကောင်းတယ်ပေါ့မြတ်စွာဘုရားရဲ့တရားဓမ္မအဆုံးအမနဲ့ကြီးမဲ့ဆိုရင်ချောင်းလုံးမြူခါထိုးပြီးငိမ့်ရည်စကားပြောနေလို့ဘယ်တော့မှရမှာမဟုတ်ဘူး။မငိမ့်ညံ့တဲ့အလုပ်တွေလုပ်နေကြရင်ဘယ်တော့မှငိမ့်ညံ့မှာမဟုတ်ဘူးဆိုတာအလွန်ထင်ရှားတယ်ပေါ့။ အလုံးဟာတယောက်နဲ့တယောက်အနံ့ရချင်းနေတယ်ဆိုရင်ဘယ်တော့မှငြိမ်းချမ်းမှာမဟုတ်ဘူးကဘာကြီးဟာငြိမ်းချမ်းရမနိုင်ဘူးယန္တန်ဃာတွေကိုတီးပြီးဆုံးမတဲ့အခါမှာအဟန္တာဂောဝသင်္ဃာမိသမ္ပတောပဋိတံတရံစစ်ပွဲကိုဆင်နွှဲတဲ့ဆင်ကြီးဟာယန္တူတွေပြစ်လိုက်တဲ့မြားတံနေလှမ်းနေလှမ်းချက်တွေမြားချက်တွေဓာတရားတွေ အဲ့ဒါတွေကိုအမှုမထားပဲနဲ့ရှေ့ကိုအတင်းတက်ပြီးတော့ရှမ်းသူကိုချေမုန်းတာလုပ်တယ်လို့ဘုရားတန်တွေကိုတီးမခံနိုင်လို့နောက်ဆုတ်တာမလုပ်ပဲနဲ့ရှေ့တိုးပြီးကိုလုံးတင်တာလုပ်သွားတာမျိုးလို့ပဲငါဟာအများစုရဲ့ စော်သားတဲ့စကားတွေကိုငါသိခံမယ်အဟန္တာဂောဝသင်္ကမေစပတောပဋိတံတရပြစ်လိုက်လို့ခန္ဓာကိုယ်ပေါ်ကျလာတဲ့မြားဒဏ်တွေကိုဆင်မြောင်ကြီးဟာသိခံတယ်လို့ငါဟာလည်းပဲသိခံမယ်လူတွေစော်ကားမော်ကားပြောတဲ့စကားတွေမှန်သမျှအကုန်လုံးသိခံမယ်သိခံတယ်ဆိုတဲ့အဓိပ္ပာယ်ဟာဘာတွေပဲလှုပ်လှုပ် အပြုံးမပြက်နေတာကိုသ í ခံတယ်လို့ခေါ်စိတ်ဆွမ်းအားတစ်မျိုးပဲသ í ခံမှုဆိုဆဲနေတာကို ပြုံးနေနိုင်တယ်ဆိုတဲ့အထိပယ်မျိုးပဲဆဲတာကိုအတိမတ်ပြုတ်လိုက်ရင် ပြုံးလို့မရတော့အတိမတ်မပြုတ်ဘူးဆိုလို့ရှိရင် ကိုယ့်ရင်ထဲမှာအဆဲတွေရောက်မလားအဲ့ဒီလူမြတ်စွာဘုရားကဘာဖြစ်လို့ စောကားတဲ့ဇကားတွေကိုတိခတ်မဲ့လို့ပြောတယ်လဲဆိုရင်ဒုတိလောဟိဘောဇနောလောကမှာလူအများစုဟာကိုခြင်းတရားပြပြသူတွေဖြစ်တယ်။ဒါကြောင့်မို့သူတို့နဲ့တုဖက်ပြီးတော့ရမဖြစ်ဘူးလို့ဒီလိုအထိပ်ပဲမျိုးရတယ်။နော်။တိခတ်